မီဂျောကွေးကတော့ဥစစော်နယ်နဲ့ထပ်မဲ့ကိစ္စကိုကြည်ရှင်းလာပါပြီဒီတော့ထဲမှာတော့ဥစစော်နယ်မီနီမီဂျောကွေးရဲ့လက်ထပ်ပွဲကိစ္စကတော့အွန်လိုင်းပေါ်မှာပြုပြနေတာပဲဖြစ်ပါရီဥစစော်ဟာလေဒီတော့ထဲမှာအတော်လေးကိုအလုံရှုပ်နေတာလေးဖြစ်ပါရီနော်သူဟာကုမ္ပဏီပေါင်းများစွာရဲ့လုပ်ငန်းရှင်ကြီးလေးဖြစ်သလိုဥက္ကဋ္ဌကြီးလေးဖြစ်သလိုမြမဘောလုံးအကစားအဖွဲ့စည်းဥက္ကဋ္ဌလေးဖြစ်ပါရီဘိုးဘေးကတော့လက်ရှိအချိန်မှာအရင်မြတ်လုပ်တွေကိုသိပြီးမလုပ်နိုင်တော့ဘူး အနုမြာလောကမှာစိတ်တန်ရာများစွာရရှိခဲ့တာဖြစ်တဲ့အတွက်အနုမြာလုပ်တွေကိုဆက်လက်ပြီးတော့ရက်ကူတော့မှာမဟုတ်ဘူးလို့ဆိုထားဖြစ်တယ်။သူနောက်ဆုံးရက်ခဲ့တဲ့ကားလေးတွေကိုယုံတင်ပြသနေတယ်။နောက်ပွဲလေးတွေတက်တဲ့စကားသစ်တွေတော့ထပ်ပြီးရိုက်တော့မှာမဟုတ်ဘူးဆိုပြီးတော့ပိုဖွေကသူ့အိမ်ထဲမှာရှိတဲ့အတိုင်းပဲပြောတယ်။ဒါကြောင့်မလို့ပသက်တွေကလေပိုဖွေဟာမိသားစုဘဝနော်အသက်36နှစ်ရွယ်လေးရှိပြီဆိုတော့မိသားစုဘဝကိုတိဆောက်တော့မယ်ဆိုပြီးတော့ကောက်ချက်ချနေကြလေဖြစ်ပါတယ်။ဒီတော့ဒီမှာလေးဥစစော်ရဲ့အသားကြီးနဲ့ မင်းမီကျော်ပူပွေးရဲ့ပုံနေပြန်နှက်လာတာဖြစ်တဲ့အတွက်ဒီကိစ္စတွေကလုံးဝဦးသေးချသွားပြီးတော့ပူပွေးဟာမွေးနေမှလေးဦးစစောသားရဲ့သိညာပေါင်းများစွာတန်းတဲ့လက်ဆောင်တွေကိုရတာကြောင့်လေပြည်သက်တွေကလုံးဝလုံးဝဦးသေးချသွားခဲ့ပြီလေဖြစ်ပါရယ်ဒီကနေ့မှာတော့မင်းမီကျော်ပူပွေးကသူ့ရဲ့မင်္ဂလာကိစ္စတွေကိုမကြခင်မှာပြည်သက်တွေကိုအတိပေးမယ်လို့ကြီးညာလိုက်ပြီလေဖြစ်ပါရယ်ဒါကြောင့်မလို့မင်းမီကျော်ပူပွေးရဲ့ပြည်သက်တွေကလေဒါဟာဦးစစောနဲ့ကိစ္စပဲဖြစ်နေမယ်ဦးစစောသားနေပဲဖြစ်နေမယ်ဆိုပြီးတော့ပြောဆိုနေကြလေဖြစ်ပါရယ် ဒီတော့တွင်ထွက်ပေါ်လာတဲ့သတင်းတွေအရဦးစစောဟာမင်းမီကျော်ပွဲပွဲကိုဒေါ်လာ50နဲ့တင်သောမယ်ဆိုပြီးတော့သတင်းတွေကတော့ထွက်ပေါ်လာနေပါပြီဒေါ်လာ50ဆိုတာဦးစစောတို့အတွက်ဘာမှမဟုတ်ပါဘူးဦးစစောရဲ့ပိုင်းဆိုင်မှုကအမေရိကန်ဒေါ်လာ5ဘီလီယံ6ဘီလီယံလောက်ရှိပါပြီဆိုတော့9ဘီလီယံဆိုတာသူတို့ရဲ့ဒေသဝင်ငွေတော့မရှိပါဘူးဗျာ